အမျိုးသမီးသူကသူ့ယောက်ျားရဲ့လင်းအင်္ကာကိုမိဖို့ကြောင့်တုံးတဲ့ကတ်ကြီးနဲ့ရောခွဲစစ်ခမ်းမှာတုံးတဲ့တော့ကားနဲ့ရောဖြောက်ကက်လိုက်တယ်ဆိုရင်ယုံလားဒီအဖြစ်ပြက်ကအဲတရုတ်ပြည်အဲဂျီလင်းပြည်နယ်ဒီထုံခွာဆိုတဲ့မြို့မှာမြို့ကဒီဖုန်လုံဆိုတဲ့အမျိုးသမီးရဲ့ဒီအဖြစ်ပြက်ဇလန်တပုတ်ဖြစ်ရမှာဇလန်တပုတ် ဘယ်လိုဖြစ်လဲဆိုတော့သူယောက်ျားရဲ့အလုပ်ခွင်မှာတုံးတဲ့ဒီကွန်ပျူတာအာဟိုသူက use လိုက်ရော use လိုက်တော့ email မှာသူယောက်ျားကတခြားမိန်းမတယောက်နဲ့ဒီဖောက်ပြန်နေတဲ့စာရာစာတွေတွေ့ရသူကအဲ့မှာချက်တင်တွေဒီချက်ထားတဲ့ဒီဆန်းနဲ့ပတ်သက်တာတွေအဲ့လိုမျိုးအရင်တွေ့ထားတော့သူကညသူ့ညရောက်တဲ့ချိန်ကျတော့သူယောက်ျားကအမ်အဲ့အဲ့နေတဲ့ချိန်သူကမိဖို့ကြောင့်က ဒီကကြီးကိုယောကူယူပြီးမှသူကသူ့ယောကျော်ရဲ့ဒီပစ္စည်းကိုသူကအဲကကြီးနဲ့ဒီလိုညော့ကပ်လိုက်တာညော့ကပ်လိုက်တော့သူ့ယောက်ျားကအရှာလာပြီးတော့အဲ့မှာတခါတဲ့သူကအော်ဟစ်ပြီးတော့သူကဆေးရုံပြေးသွားတာဆေးရုံကအမြန်အမြန်မြန်မြန်ပြေးသွားတော့ဆေးရုံရောက်ရောဆေးရုံရောက်တော့မြန်မြန်သွားချင်းအပြည့်သူ့ရဲ့အဲ့ဒီလင်းအင်္ကာကိုဒီဆရာဝန်ကမြန်မြန်လေးခွဲဆိတ်ပြီးတော့ဆက်ပေးလိုက်တာအဲ့ချိန်မှာအဆင်ပြေသွားတာပြေးသွားတော့ ဒီမိမကအဲ့ပထမအချိန်မှာအဲ့လိုလုပ်ပြီးပြီအဲ့နဲ့ तू ကမချင်တဲ့တေမချင်တော့ तू ကနောက်မနဲ့ तू ကအဲ့ဒီဈေးခန်းကို तू ကဈေးရုံကို तू ကလိုက်သွားတာဈေးရုံထဲ तू ကတိတ်တိတ်လေးဝင်ပြီးမှ तू ကသူယောက်ျားဒီမိန်ပြီးတော့အိတ်နေတဲ့အချိန် तू ကသူယောက်ျားရဲ့အင်္ဂါကိုနောက်တစ်ချိန် तू ကဒီခွဲစိတ်ခံမှာတုံးနေဒီတော့ကားတဲတဲလေးနဲ့ပေါ့ तू ကနောက်တစ်ခါပြန်ဖြုတ်ကက်ဖြုတ်ကက်ပြီးတော့ तू က အဲ့ဒီတော့ကရဲ့သူ့ရဲ့ရောကျော်ရဲ့ဒီငယ်ပစ္စည်းရဲ့အဲ့နခုပေါင်းပြီးတော့သူကဆေးရုံရဲ့ပတင်ပေါကနေသူကပြစ်ပလိုက်တာပြစ်ပလိုက်ပြီးမှအင်းသူကအမသူယောက်ျားလည်းအယမ်းနာပြီလေနာတော့အော်ဒီအနာတော်မှမချက်သေးဘူးကွာအခုပဲခွဲစိတ်ထားဆိုတော့အယမ်းနာချင်းပြီးတော့သူကသူမိန်းမအဲ့ဒီပတင်ပေါကနေသူကဆွဲပတင်ပေါပြန်သူကဆွဲထုတ်ဆွဲထုတ်ပြီးတော့အဲ့ဒီအပြစ်ပါသူမိန်းမသူက ya tu a tu le sik to lo ni ba bo no tu a a myo tro ne ya ne a lo myo lou do a ma ye ri yo sia wun ni yo wun tan ri yo tu na pyu sia ma ri yo tu pit lai de di tu yauk ja ye pis si ye ko bo no pa lo sha sha na ye a ji sha le ma twei u de ma twei do tu o di e ဘလို့ဆွဲချက်တင်လဲဆိုတော့ လူကိုရွယ်ချက်ရှိရှိနဲ့နာကျင်စေတဲ့အမှုနဲ့သူ့ကိုတရားဆွဲလိုက်တယ်တဲ့ဒီဖြစ်ပျက်က2015မေလနေ့ရက်နေ့တော့ဖြစ်သွားတဲ့ဖြစ်ရမှန်းအကြောင်းအရာဖြစ်ပါတယ်အဲဒီအကြောင်းအရာလေးကိုနားထောင်ခြင်းအဖြစ်ဘယ်လိုမြင်လဲအဲဆိုတာ comment မှာရေးပြလို့ရပါတယ်ကျေးဇူးတင်ပါတယ်